ခေတ္တဝိပိသံများအားလုံးမင်္ဂလာပါစီးပွားရေးကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကရွေးချယ်ထားတဲ့အကြောင်းအရာလေးကတော့ Bitcoin အကြောင်းပဲဖြစ်ပါတယ်ဗျဒီအကြောင်းအရာလေးကိုရွေးချယ်ပြခဲ့တာကကျွန်တော်ဘလော်လေးမှာပြည်သက်အနေငယ်ရှိရတဲ့ကကိုမင်းစော်ထုံးဆိုသူကတောင်းဆိုထားတာအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်လွန်ခဲ့တဲ့နှစ်နှစ်လောက်ကအဖို့တန်သောကိန်းဂဏန်းများဆိုတဲ့အမည်နဲ့ဒီ Bitcoin အကြောင်းလေးကိုစောင်းပါတဖို့ရေးခဲ့ပြီးပါတယ်ဒါပေမဲ့လည်းပုံပုံပြည့်စုံဖြစ်ဆွတ်ချင်တာကြောင့်ဒီကနေ့ထပ်မံတင်ဆက်ဖို့ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်ဗျာ ဖော်ပြဦးစွာမိတ်ဆွေတို့ကိုသိစေချင်တာက Bitcoin ဆိုတာပိုင်ဆိုင်မှု SX တမျိုးပဲဖြစ်ပါတယ်။ဥပမာကျွန်တော်တို့ရွှေပိုင်တယ်လို့ပေါ့။ဒါပေမဲ့ Bitcoin ဒီရွှေလိုအဆိုင်ခဲပြလို့မရတဲ့ Digital SX တမျိုးဖြစ်ပါတယ်။ပြီးတော့သူ့ကိုလူတွေကငွေကြေးအဖြစ်အပေးယူအလွှဲပြောင်းစတဲ့ကုန်ပစ္စည်းလဲလှယ်ရာတွေမှာလည်းအသုံးပြုကြပါတယ်။ဒါကြောင့် digital currency digital ပတ်စံတမျိုးလည်းဖြစ်ပါတယ်။ internet ဒီထွင်အသုံးပြုတဲ့သူစမ်းသစ်ပေါ်လာခဲ့တဲ့ငွေကြေးစနစ်တွေတခုဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ တကယ်သူ့ရဲ့ငွေကြေးနာမည်က cryptocurrency ပါဘာလို့လဲဆိုတော့ဘာလို့ cryptocurrency လဲဆိုတော့ cryptography လို့ခေါ်တဲ့စကားဝတ်နည်းစနစ်တွေအများစွာပါဝင်နေလို့ပဲဖြစ်ပါတယ်မိမိရဲ့ကိုယ်ရေးကိုယ်တာတွေကိုလူတွေလို့အချင်အရနဲ့များအင်တာနက်နဲ့ဒီ cryptography ဆိုတာအများကြီးစီရှင်တွဲနေမဲ့အရာဖြစ်ပါတယ် bitcoin ဟာပထမဦးဆုံးပေါ်ပေါက်လာခဲ့တဲ့ cryptocurrency တစ်မျိုးဖြစ်ပြီးတော့အခုဆိုရင် cryptocurrency အမျိုးအစားတွေများစွာရှိနေပြီဖြစ်ပါတယ်ဒါပေမဲ့လည်းသူတို့တွေဟာစင်တူရိုးမားတွေဖြစ်တာကြောင့် Bitcoin ကိုနားလည်သွားရင်မိတ်ဆွေတို့ cryptocurrency အကြောင်းလေးကိုရေဝေးရနားလည်သွားလိမ့်မယ်လို့ထင်ပါတယ်။အဲဒါကရှစ်ခုနှစ်မှာလူတွေကစာတန်းတစ်စာကိုအင်တာနက်ပေါ်မှာတင်ပြခဲ့ကြတယ်ဗျ။အဲ့စာတန်းလေးကနေဒီကနေ့လူများအသုံးပြုနေတဲ့ Bitcoin ကိုမွေးဖွားပေးခဲ့တာမျိုးဖြစ်ပါတယ်။စာတန်းပြုစုတဲ့နာမည်ကတော့အဲ့စာတန်းထဲမှာ Satoshi Nakamoto လို့ ဖော်ပြထားပြီးသူဘသူလဲဆိုတာကတော့ဒီကနေ့အထိမသိရသေးတဲ့ဗဟေရိဆန်တဲ့ပုံစံတစ်ခုဖြစ်ပါတယ်။အဲတော့ဒီဗဟေရိဆန်တဲ့လူသားကဒီစာထဲမှာဘာတွေရေးထားတာလဲ သူကဘာတွေကိုတင်ပြထားတယ်သူ့ရဲ့မူရင်းစာတမ်းဖြစ်တဲ့အပိုက်ပေပါပေါ့နော်ပိုက်ပေပါကိုမိတ်ဆွေတို့ fashion လေးတာနိုင်ဖို့ရကျွန်တော်အချိန်ပေးပြီးတော့မြန်မာလိုဘာသာပြန်ပေးထားပါတယ်အောက်က description မှာ download လေးလေးပေးထားပါတယ်မူရင်းကစာမျက်နှာကိုးမျက်နှာရှိပြီးတော့သူ့အာဝေါ်အတိုင်းတက်နိုင်တယ်များစူးစမ်းပြီးတော့အချိန်ဘာသာပြန်ပေးထားပါတယ်ဆိုတော့ဆတ်တိုရှိနာကာမိုတိုကတကယ်တော့တော်လိုင်းသမားလို့ဆိုရမှာပါ तू ကဘာကိုတော်လန်ခဲ့တယ်လဲဆိုတော့ wages နဲ့ကြီးတစ်ခုလုံးကိုတော်လန်ပြစ်ခဲ့တာပေါ့ तू တော်လန်ရတဲ့အကြောင်းကအခုလက်ရှိကျွန်တော်တို့အသုံးပြုနေတဲ့ internet ပေါ်မှာငွေချေကြတဲ့စနစ်တွေပြီးဂျားကန်ယုံကြည်ရတဲ့အဖွဲ့အစည်းတွေပါဝင်နေလို့ပါဥပမာ ban တွေပေါ့နော်အော် visa card ဆိုလို့ရှိရင်ဒါ visa အဖွဲ့အစည်း MBU card တွေဆိုလို့ရှိရင်ကျွန်တော်သက်ဆိုင်ရာ ban တွေပေါ့နော်ဆက်သွယ်ပြင်ပေါ့ပြီးတော့နိုင်ငံရခြားငွေလွှဲမယ်ဆိုရင်လည်းအချိန်ကြာမြင့်စွာဆောင်ရွက်ရခြင်းငွေလွှဲကောက်ကိုလည်းဂျားကန်အဖွဲ့အစည်းတွေကလိုလာတဲ့ပုံပြီးကောက်ခံကြရလို့သူကမြင်ပါတယ် ီးတော့မိတ်ဆွေတို့ရဲ့ကိုရေးကိုတာအချက်လက်တွေကိုလည်းဒီဂျားကန်အဖွဲ့အစည်းတန်းပေးရထားတာကြောင့်ကိုရေးကိုတာတန်ဖိုးဆောက်သူကမကြိုက်နဲ့တကြပါဘူး။ဒါ့အပြင်ကျွန်တော်တို့အခုတုံးပြနေကြတဲ့ငွေကြေးတွေဒီဘိုးချုပ်ကန်ဟု centralized ပုံစံပါနော်။ဘိုးချုပ်ကန်ဟုအောက်ကနေလက်ပတ်နေကြတာဖြစ်ပါတယ်။ဥပမာဘိုးဘန်တို့အစိုးရတို့ကဥကချုပ်ကန်ထားတာပါ။ဒါကြောင့်ဘိုးချုပ်ကန်ဟုမရှိရဲ့ဒီ centralized ပုံစံကြားကမရှိရဲ့ဓာတ်ရိုင်ငွေပေးငွေလွတ်နိုင်သောငွေကြေးစနစ်ပေါ်ပေါက်လာအောင်တော်လန့်ခဲ့တာပဲဖြစ်ပါတယ်။ ပြီးတော့သူ့ရဲ့တော်လိုင်းရဲကအတိုင်းအတာတစ်ခုကြည့်အထိုက်လျောက်အထမြောက်ခင်လို့ဆိုရမှာပါဆာဒိုရှိနာဂါမိုတို့အနေနဲ့ဒီတော်လိုင်းရဲ့အောင်မြင်ဆောင်ရရမှာအဓိကကျရင်စင်ခေါ်မှုကတော့ double spanning ပြဿနာပါကျွန်တော်ရင်ကပတ်စံဆိုတော့ဘာလဲဆိုတဲ့ဗီဒီယိုလေးထဲမှာဒီ double spanning အကြောင်းကိုဖော်ပြထားပါတယ်အခုလည်းထပ်မှဖော်ပြပါမယ် internet ပေါ်မှာကျွန်တော်တို့တွေ file ပို့တဲ့အခါမှာဇလန်းတွေတို့တချင်းတွေတို့ထပ်ဖြင့်ပို့တဲ့အခါမှာ ကိုစီကဟာရော့မသွားတော့သတိထားမိပါတော့ဥပမာကျွန်တော်စီကတချင်းတစ်ပုတ်ကိုငငယ်ရင်းတယောက်ထံပို့မယ်ပို့တဲ့အခါမှာကျွန်တော်ကွန်ပျူတာထဲမှာဒီတချင်းကရော့မသွားပါဘူးအကို့မှာရော့မသွားတဲ့အခါကျတော့ကျွန်တော်တငယ်ရင်းတွေထံပို့ရင်တော့ပို့လို့ရတာပေါ့နော်ဒါပေမဲ့ပတ်စံမှာဒီလိုလုပ်လို့မရပါဘူးကျွန်တော်မှာတထောင်ရှိတော့တထောင်ပေးလိုက်ရင်အဲ့တထောင်ကကျွန်တော်ချမ်းသာမှုတွေကရော့သွားဖို့လိုရပါတယ်မရော့သွားလို့ရှိရင်ငွေကြီးဖောင်းပွားမှုတွေဖြစ်လာပြီးတော့တိုင်တွေဘက်ကမှာပေါ့နော်အဲ့ဒါကို double spend ပြဿနာလို့ခေါ်ပါတယ် အခုလက်ရှိမိုဘိုင်းဘန်ကင်းနဲ့ငွေချေတဲ့အခါမှာမိတ်ဆွေနဲ့မိတ်ဆွေငွေပေးရလို့တဦးရမှာဘဏ်ကပါဝင်ပြီးတော့တက်တင်နေပြပါတယ်။အဲ့တော့မှမိတ်ဆွေလွှဲတဲ့ပတ်စံကိုမိတ်ဆွေရဲ့ချမ်းသာမှုတွေကလည်းနှုတ်ပေးသွားတာဖြစ်ပါတယ်။ဘယ်သူကနှုတ်ပေးတော့ဘဏ်ကနေတက်တင်လိုက်နှုတ်ပေးတာပေါ့နော်။အော်ငွေလုံးကိုမှတ်တမ်းနှစ်ရပြည့်ဒီ transaction တွေအားလုံးကိုတက်ဆိုင်ရာကြားရာဖွဲ့စည်းကတက်တင်လိုက်ပြီးတော့ဒီ diverse planning ပြဿနာကိုကာကွယ်ပေးတာဖြစ်ပါတယ်။မိတ်ဆွေတို့သိကြပါလိမ့်မယ်။ ledger စာအုပ်ဆိုတော့ အဲ့ဒီသက်ဆိုင်ရာဘဏ်တွေရဲ့ဒီ ledger စာအုပ်ထဲမှာကျွန်တော်တို့အမေဆွေတို့ရဲ့ငွေလုံးမှတ်တမ်းတွေကိုတင်စီထားပါတယ်။အဲ့ဒီ ledger လေးက ledger စာအုပ်လေးက development ပြဿနာကိုကာကွယ်ပေးတယ်လို့ဆိုရင်လည်းမမှားပါဘူး။အဲ့တော့တော်တော်လေးဒီမှာလို့စာတူရှိနာဂမ်ဘူတို့ကဒီပြဿနာကိုကြားရမှာရှိတဲ့ဒီစနစ်မှာပေါ့နော်။ဖြည့်ရှင်းနိုင်မှုအတွက်မလုပ်လဲဆိုတော့သူက ledger ကွန်ရက်ကြီးတစ်ခုကိုတိစောက်ပါလေ။ဘယ်လိုတိစောက်ရလဲဆိုတော့ transaction နော်ငွေလုံးမှုမှတ်တမ်းတွေကိုမှတ်ထားတဲ့စာရွက်အသေးလေးတွေကိုကိုယ့်ရဲ့ထဲမှာဖြန့်ကျက်ထားပါတယ်။ဒီစာရည်ပေါ်မှာငွေလွှဲသူတွေရဲ့မိတ်ဆွေကျွန်တော်တို့ရဲ့လက်မှတ်တွေပါရှိမှာဖြစ်ပါတယ်။အပြင်မှာထိုးတဲ့လက်မှတ်ထက်တော့အင်တာနက်ပေါ်မှာထိုးတဲ့စနစ်ကအတုပါလို့ဖို့ခက်ခဲပြီးတော့စိတ်ချမှုရှိတဲ့လက်မှတ်ထိုးတဲ့စနစ်ပါ။သူ့ကိုတော့ digital signature လို့ခေါ်ပါတယ်။ဒီစနစ်က Bitcoin မတိုင်ခင်ကရှိနေတဲ့စနစ်လည်းဖြစ်ပါတယ်။ဒါကြောင့်လည်းဗီဒီယိုတို့သိထားစေချင်ပါတယ်။အဲ့တော့10မိနစ်ကိုတစ်ခါ အဲပြန်ကျင်းနေတဲ့စာလေးတွေကိုကိုရွှေတွင်းကအထူးကျွမ်းကျင်သူတွေကပြန်ဆိုင်ပြီးတော့အလူရက်ဒီစာတွေချိတ်တွဲပြီးစာအုပ်ချုပ်ပေးတယ်ပေါ့နော်ဒီစာအုပ်ကိုဆာတိုရှိက transaction block တုံးလေးတွေလို့ခေါ်ပါတယ်ဆမ်မီတွေကိုတခါဒီ block တွေအစ်စ်တွေပေါ်ပေါ်လာနေတဲ့အပြင်အခုပေါ်လာပြီးတော့နောက်ခုထပ်ပေါ်လာတဲ့အခါမှာအဲ့ဒီ block မှာအရင် block ရဲ့မှတ်တမ်းလေးတွေကိုပုံစံတစ်မျိုးနဲ့ထည့်သွင်းထားပါတယ်အဲ့တော့ဘာနဲ့တူနေလဲဆိုတော့ block ကခွင်းဆက်ကြီးလို့ဖြစ်နေပါတယ်ယထာတွေလို့ပေါ့နော်ခွင်းဆက်ကြီးလို့ဖြစ်နေဒါကြောင့်ဒီ block ခွင်းဆက်ကြီးကိုသူက transition blockchain လို့ခေါ်တာပါဒီ blockchain စနစ်ဒီ cryptocurrency မှာအဓိကကျတဲ့အခန်းကပါဝင်လို့နေပါတယ်အဲ့လို7မိနစ်တခါဘရောတုံးပေါ်လာအောင်ဆောင်ရွက်ပေးသူတွေကိုဆာလိုရှိက bitcoin miner များရဲ့လို့ခေါ်တွင်စီပါတယ်ညမလုံးအဓိပ္ပာယ်ဆိုရင်တော့ bitcoin တူးသူများလို့ဘာသာပြန်လို့ရပါမယ် miner ဆိုတာဒီတက်ထုတူးတဲ့လူတွေပေါ့နော်တကယ်လေဆာလိုရှိကတက်ထုတူးတဲ့သူတွေနဲ့တင်စားပြီးတော့အမီးပေးထတာဖြစ်ပါတယ်ရွှေကျင်တဲ့သူတွေနဲ့ပေါ့နော်ဘာလို့တင်စားပြီးဥမာပေးတယ်ဆိုတော့ ရွှေကျင်သူတွေကသူတို့မှာရှိတဲ့ပစ္စည်းကရိယာတွေကိုအသုံးချပြီးတော့ရွှေရရှိလာအောင်စူးစမ်းကြပါတယ်။ရရှိလာတဲ့အခါမှာအဲ့ရွှေတွေကိုရွှေဈေးခတ်ထဲကိုထပ်ပြီးတော့တိုးအောင်ဆောင်ရွက်ပေးပါတယ်။အဲ့လိုပဲ Bitcoin miner တွေလည်းပဲဘောဆုံးရရှိအောင်သူတို့မှာရှိတဲ့ကွန်ပျူတာရဲ့စွမ်းဆောင်ရည်တွေလျှက်စစ် swine တွေစတွေကိုအသုံးချပြီးစူးစမ်းကြပါတယ်။ဘောဆုံးရရှိလာတဲ့အခါမှာသူတို့လည်းပဲ Bitcoin အသစ်တွေတူဖို့ရရှိပါတယ်။အဲ့ရတဲ့ Bitcoin တွေကိုဒီ Bitcoin ဈေးကွက်ထဲပေါ့နော်ဘစ်ကွိုင်းဈေးကွက်ထဲကိုထတ်တိုးပေးပါအဲ့လိုမျိုးတူရတဲ့ကြောင့်မလို့သူ့ကိုဘစ်ကွိုင်းမိုင်နာများရဲ့လို့တင်စားပြီးခေါ်တာဖြစ်ပါတယ်ဒါဆိုမိတ်လူစဉ်းစားကြရရှိတာကဈေးကွက်ဘစ်ကွိုင်းနဲ့အစ်စ်ဝင်စားနေရင်ငွေကြေးဖောင်းပွားမှု inflation မဖြစ်နိုင်ဘူးလားပေါ့မေးကြရှိပါတယ်မေးရလဲကောင်းပါတယ်အဲဒီလိုမိုင်းလို့လို့ရတဲ့ဘစ်ကွိုင်းရေတွက်ကိုအများဆုံးပမာဏ20တန်းဖြစ်သတ်မှတ်ထားပါတယ်အခုကျွန်တော်ဒီအကြောင်းအလေးကိုတင်ဆက်နေနေမှာ ီဘစ်ကွန်ရေအတွက်စုစုပေါင်း60တသမ5သန်းကိုမိုင်းလုတ်ပြီးတော့ပါပြီ20တသမ်းပြည့်ရင်မိုင်းနာတို့အတွက်အခုလိုဘစ်ကွန်အသစ်2ပေါ်ရရှိမှုကြက်တန်သွားမှာဖြစ်ပါတယ်ဒါပေမဲ့သူတို့အတွက်ငွေလွှဲကကျန်ပါသေးတယ်ငွေလွှဲက transaction fee ပေါ့နော်သူတို့ကိုဘလော့အသစ်တွေဆက်လက်ဆောင်ရွက်ပေးဖို့အဲ့ဒီငွေလွှဲကကဆွဲဆောင်ထားမှာဖြစ်ပါတယ်ဒီလိုဆွဲဆောင်တာကို incentive လို့ခေါ်ပါတယ်ကျွန်တော်တကယ်ကြီးတယောက်ကဒီ incentive ကိုမလုံးလို့ဘာသာပြန်ပါတယ် အကောင့်ပေါ်နဲ့ဘာသာပြောင်းဖြစ်လာကြအောင်ကျွန်တော်လည်းပဲမလုံးလို့ဘာသာပြန်ကြပါလေအဲ့တော့ miner တို့အတွက်မလုံးသည်ခုန mine လို့လို့ရမယ် bitcoin များလည်းရှိသလို transaction fee လည်းပါရှိမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဝင်လွှဲမှုဥပမာလေးကိုကြည့်အောင်မိတ်ဆွေကကျွန်တော်တို့က bitcoin 30လောက်ပဲဆိုပါမိတ်ဆွေရဲ့ computer ထဲကဒါမှမဟုတ်ဖုန်းထဲက bitcoin wallet application ကိုဖွင့်မယ်ပြီးရင်ကျွန်တော်ထံကိုလွှဲမှာပေါ့ကျွန်တော်တို့နေရာနံပါတ်တွေကိုအဆက်မှန်နေဒီ coin ရဲ့ပုံမှန်မသုံးပါဘူးခြားသော နာမည်တစ်မျိုးနဲ့တခြားပုံစံနာမည်တွေပေါ့နော်တခြားသူမသိနိုင်တဲ့နာမည်တွေနဲ့ဒီကွန်ရက်ပေါ်မှာသုံးပါဖြစ်ပါတယ်အဲ့တော့ Bitcoin 30လွှဲတဲ့ transaction record ငွေလွှမ်းမှုတမိုင်းလေးပေါ့နော်အဲ့ဒါလေးရှိလာပါပြီအဲ့ဒီမှတ်တမ်းလေးကိုအထမြောက်လို့မိတ်ဆွေက digital နီးလန့်ရလက်မှတ်ထိုးရပါမယ် digital signature ပေါ့နော်အဲ့လိုထိုးပြီးတဲ့အခါမှာဒီကွန်ရက်အတွင်းကနှုတ်လို့ခေါ်တဲ့သူတွေစီကိုဒီတရင်လွှင့်လိုက်ပါမယ်ဒီနေရာမှာလီထားရမှာကမိတ်ဆွေနဲ့ကျွန်တော်နဲ့နှစ်ယောက်သေးရဲ့ငွေလွှမ်းမှုတမိုင်းတွေပဲရှိတာမဟုတ်ပါဘူး ဒီအချိန်တွင်းမှာတခြားသောသူတွေလည်းပဲငွေဆွဲမှုတွေလုပ်ရင်လုပ်နေပါဗော။အဲသူတို့ရဲ့အသမိုင်းတွေအားလုံးကဒီနှုတ်တွေရှိကိုချိန်တဲ့တွင်းရရှိတာမှာဖြစ်ပါတယ်။အဲဒီနှုတ်တွေတွေကမှ Bitcoin miner များလို့ခေါ်တဲ့သူတွေကဘရောတလုံးရရှိလောင်းပြင်ဆင်ကြပါတယ်။ရရှိကြပြီဆိုရင်မိတ်ဆွေရဲ့ငွေလွှဲမှုအထမြောက်ပြီဖြစ်ပါတယ်။ဒါဆိုရင်မိတ်ဆွေကအဲ့လိုလုပ်ငန်းတွေဆောင်ရနေတဲ့အချိန်မှာကျွန်တော်ထံလွှဲတဲ့30ကိုပဲတခြားသူတယောက်ထံကိုလွှဲမယ်ဆိုရင်ဒါဟာ double spending ပြဿနာဖြစ်သွားပါဘူး။ဒါလိန်တဲ့ပြဿနာပါနော်။အဲ့လိုမဖြစ်အောင်လို့ နှုတ်များကစစ်စစ်အတည်ပြုပေးပါတယ်လေအဲ့တော့ Bitcoin miner တို့ကဘောသလုံးရတာကိုဘာလို့ဆောင်ရရလဲဆိုတော့ proof of work proof of work လို့ခေါ်တဲ့ခက်ခဲတဲ့ behavior တွေကိုစွမ်းဆောင်ရင်မြင်မာတဲ့ computer တွေကိုအသုံးပြုပြီးတော့ဖြည့်ရှင်းရတာပဲဖြစ်ပါတယ် Facebook ကိုယ်တိုင်လည်းဒီကွန်ပျူတာတွေကိုရှင်းပြနိုင်မဲ့စွမ်းဆောင်ရည်မြင်မာတဲ့ကွန်ပျူတာရှိမယ်ဆိုရင်ကိုယ်တိုင်မိုင်နာဝင်လုပ်လို့ရပါတယ်။မိသူကမှချုပ်တိုင်မထားတဲ့ decentralized ပုံစံဖြစ်တာကြောင့်အလုံးလွတ်လပ်စွာပါဝင်နိုင်ပါတယ်။ ဆောက်လို့ရှိနာကမို့တို့ကဒီကွန်ရက်အတွင်းကနှုတ်အများစုသည်ရိုးသားနေသည်ဖြင့်ဒီကွန်ရက်ကိုတိုက်ခိုက်လို့ရမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုလည်းသူ့စာတမ်းထဲမှာတင်ချ probability ပုံစံနဲ့တွက်ပြထားပါသေးတယ်။အဲ့တော့ကျွန်တော်ဘာသာပြန်ထားတဲ့ဆောက်လို့ရှိနာကမို့တို့ရဲ့စာတမ်းလေးကိုဖတ်မှတ်သူတွေကဘာမှလို့ရေးထားတော့လည်းပဲဖတ်ဖတ်ချင်းနားလည်မဲ့သူတွေလည်းရှိသလိုလုံးဝအုပ်စုံနားလည်ဖို့ရခက်ခဲတဲ့သူတွေလည်းရှိမှာဖြစ်ပါတယ်။နားမလည်တဲ့မိတ်ဆွေတို့ကမိမိနားမလည်တဲ့စကားလုံးနဲ့စာပိုက်ကို ဒီပိုသေးရဲ့အောက်မှာကောမန့်ရေးပြီးမေးမြန်းနိုင်ပါတယ်ကျွန်တော်အနေနဲ့အတက်နိုင်ဆုံးနားလည်အောင်ကြိုးစားပြီးဖြည့်ရှင်းပေးသွားပါမယ်ဒါပြီးတော့ဒီ big wine ထဲမှာအသုံးပြုထားတဲ့ proof of work digital signature cryptography စတဲ့နည်းပညာများကိုလည်းခေတ္တရဲ့နည်းပညာကဏ္ဍကနေပုံမှန်နဲ့တဲ့ပုံစံမျိုးနဲ့ရှင်းလင်းသွားပါဦးမယ် Bitcoin ဒီပေါ်ကစား9နှစ်လောက်မှာလူသုံးများလာမယ်လို့ထင်ကြီးပေးခဲ့ကြတော့လည်းပဲတကယ်တမ်းလက်တွေမှာမျှော်မှန်းတော့များမလာတော့ဘူးတော့ကျွန်တော်သတိထားမိပါတယ် ခုဆိုရင်ပစ်ကွန်ဒီလောင်းကစားဆန်ဆန်ငွေကစားသူများရဲ့ဈေးွက်ပုံစံမျိုးဖြစ်နေပြီလို့တချို့ငွေကြေးပညာရှင်များကသုံးသပ်ကြပါလေ။ဒါပေမဲ့လည်းကျွန်တော်လေ့လာမိတော့လူငယ်နည်းပညာရှင်တန်းကျော်တဲ့ဥပမာ Max Zuckerberg တို့လို Elon Musk တို့လို့တချို့တွေကဒီ Bitcoin ကိုစိတ်ဝင်စားမှုပြတ်သားထားကြပြီးတော့ Warren Buffett တို့လို Bill Gates တို့လို့တကြီးပိုင်းတန်းကျော်တဲ့များကတော့ Bitcoin အပေါ်စိတ်ပါဝင်စားမှုတိတ်မပြားကြဘူးလို့ဆိုရမှာဖြစ်ပါလေ။ Bitcoin ရဲ့ကိုယ်အေးကိုယ်တိုင်လုံခြုံမှုကောင်းမွန်မှု privacy ကောင်းမှမှုတွေရအောင်ဒူးစရိုက်ကျူးလွန်သူများကဒီငွေကြေးစနစ်ကိုပုံမအကြိုက်တွေးလာကြတာကိုလည်းတွေးရှိရမှာဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံအနေနဲ့မနစ်ကတော့မှဘိုဟိုဘန်အနေနဲ့ Bitcoin အသုံးမျိုးကိုတရားမဝင်ကြောင်းကြီးညာခဲ့တာကိုလည်းတွေးရှိခဲ့မိပါတယ်။ဒါကြောင့်ဒီငွေကြေးစနစ်ဒီလောကသဘာဝအရကောင်းတာလည်းရှိစို့ဆိုးတာလည်းရှိမှဖြစ်ပါတယ်။မိမိတို့အတွက်အကျိုးရှိမရှိမိမိနိုင်ငံအတွက်အကျိုးရှိမရှိကိုတော့မိတ်ဆွေတို့ကလွတ်လပ်စွာတွေးခေါ်နိုင်မယ်လို့ယုံကြည်ပါတယ်။ တောင်းဆိုထားတဲ့ကိုမင်းစော်ထွန်းလဲဒီကနေ့တိဆက်ပြတာလေးကိုကျင်းတတ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်တစ်ပတ်မှာပြန်လဲဆုံတွေ့ကြပါမယ်ဗျာ